Saint James Park မှာ Newcastle United ကို6ပြတ်ရှုံးနေခဲ့တဲ့ Manchester United မင်္ဂလာပါကိုခိုင်းစတာဖူဘောရှိုးအနေကြိုးပါရယ် Newcastle United နဲ့ Manchester United တို့ရဲ့ပွဲပြီးသုံးသက်ချက်ကိုလုပ်ပြီးသွားကြပါရယ်ဒီလိုရလက်မျိုးကဖြစ်ဖို့အများကြီးရှိတယ်ဆိုတာကျွန်တော်တို့ကြိုတင်ခန့်မှန်းခဲ့ပြီးသားပါ Liverpool Chelsea ပွဲ လွဲခဲ့ပေမဲ့ဒီပွဲကတော့ Tottenham ကို over နဲ့ နျူကတ်ဆယ်နှစ်ချက်ကွက်ဝင်ခဲ့တဲ့အတွက်အနေငယ်စိတ်သက်သာရာရခဲ့ပါတယ်ကျွန်တော်တွေကတော့ဟိုစူးစမ်းပြီးရွေးချယ်ပြီးတာပဲဒါပေမဲ့မှားတာမှန်တာအမှတ်ခံလို့မရတဲ့အခြေအနေမျိုးမှာရှိပါတယ်တိုးတော့ဒီပွဲစဉ်ကတော့အဲ့လိုကွက်ကွက်ကွင်ကွင်ကွက်တီကိုဖြစ်သွားတာပေါ့နော်ထားပါယူနိုက်တက်ဒီပွဲရှုံးနေမှုကဂုံသိက္ခာပိုင်းကတော့ထိခိုက်ခဲ့တယ်ဒါပေမဲ့ယူနိုက်တက်ဖန်အများစုကဒီပွဲနိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေသူတို့ဘာမှစိတ်ထဲမှာခံစားမှာမဟုတ်ဘာကြောင့်လဲ နိုင်သွားလေ United Premier League မှာဘာဥရောပဝင်ခွင့်မှ မျောလင်းလို့မရဘူးအဆင့်30အတွင်းဝင်ရင်လည်းဘာဖြစ်တော့အဓိကကဘာလဲ Europa League မှာပိုဆွဲဖို့ United Europa League မှာပိုဆွဲဖို့အခွင့်အရေးအများကြီးရှိတယ် Tournament နှစ်ခုမှာပြိုင်ရတဲ့ပုံစံချင်းလည်းမတူသလိုခံယူချက်ချင်းလည်းမတူဘူး ယူရိုပါလိမှာရှုံးပွဲတပွဲမှမရှိသေးဘူးဗျာအခု Lion ကိုလည်းပထမကြော့အဝေးကွင်းမှာတူးတူးတည်ကစားရတယ်ဒါတောင်မှနိုင်တော့မလို့ Andre Onana တော်တော်အတုံးမကြလို့ဟို sorry တည်ကြသွားတာအဲ့တော့ဒုတိယအကြော့ပွဲစဉ်ဟာ United အတွက်အရန်ရေးပါတယ်ဒီပွဲစဉ်ပေါ်မှာချမ်းမာပဲဗျကစားသမားတွေအားလုံးကလည်းပြင်းနေတာတွေ့ရတယ် Newcastle အသင်းကလည်းဒီအားနည်းချက်ကိုတည်တဲ့အတွက်ကြောင့်မိမိရအဲ့ဒီအားနည်းချက်ကိုအတုံးချသွားတယ် hybrid ကို share ပေးတာ physical အားပြုမှုတွေနဲ့ united ကစားသမားတွေကိုတွန်းတွန်းတိုက်တိုက်နဲ့ကိုကစားတာဘလို့ရှင်လို့ရမလဲ newcastle ကဂျားထဲမှာဘာပွဲမှာမကစားခဲ့အောင် united ကစားသမားတွေတချို့ဒီ lion နဲ့ပွဲပွဲပန်းထားတယ်ဖြုတ်ထားတယ် mazra uri ဒီပုံမှန်အားဖြင့်ဆိုရင်ပိမ့်ပိမ့်ပပနဲ့တက်လုံကောင်းတယ်ကစားကောင်းတယ်ကစားသမားဒီနေ့ပွဲသမားဆိုရင် livermando ကိုလုံးဝထိန်းလို့မရအောင် livermando ဘက်ကအိပဲတောက်လျှောက်ထိုးပေါက်ခွင့်နေ ပေးခဲ့ရတာဒီလိုအခြေအနေမျိုးမှာဒီလို reset မျိုးကတော့လက်ကိုလက်ခံရမယ်အခြေအနေမျိုးဖြစ်ပါတယ်ဒါပေမဲ့ Ruby Amorin နဲ့ကျွန်တော်နဲ့စိတ်ချင်းဆက်နေသလားတော့အောက်မေ့ရတယ်ပေါ့နော်ဒါတင်စားပြီးပြောတာပါ ပွဲထွက်လူစဉ်အခင်းချင်းကိုခတ်မှန်းတဲ့နေရာမှာအတော်များများတူညီခဲ့တယ်ကိုသမား LDB နာကိုလူထုတ်နိုင်တာအစပြီးလူငယ်ကစားသမားလေးတယောက်ကိုသုံးနိုင်တဲ့ကွင်းလယ်မှာမန်ယူရဲ့ဥကားတီးနဲ့ အရစ်စင်ကိုအသုံးပြနိုင်တဲ့စသဖြင့်ပေါ့လေတိုးတော့ဘလို့ပဲသုံးတော့ကစားသမားစက်တရောက်လုံးလှည့်ပြီးတော့ဒီပွဲကစားလို့မရအောင်သူတို့မှလည်းတေကြရင်ကြနိုင်ပူကောင်းနေဆိုရဲရည်ရွယ်ချက်တော့ရှိမှာပဲအကောင်းဆုံးကစားဖို့အတွက်ရည်ရွယ်မျှော်လင့်ခဲ့ပေမဲ့ Newcastle အသင်းရဲ့ power game out မှာ လုံးဝရှင်မကစားနိုင်ခဲ့ပဲပွင့်လင်းပြောရင်တော့ရုပ်ပြက်စင်ပြက်ပုံမျိုးကြီးကိုဖြစ်ခဲ့တာပေါ့နော်ဒါမဲ့ဖြစ်မှာပဲတတ်နိုင်အောင်အဲ Newcastle အသင်းကငကိုကလေးက Manchester United နဲ့မပြောပါနဲ့ ကောင်းဘေးညွန့်ဘေးဆိုတော့လီဗာပူးတို့မန်စီးတီးတို့အာစနယ်တို့ရှင်တီးလာတဲ့အသင်းတော့အဲ့တော့နျူကာဆယ်ကစားသမားတွေထဲမှာ နေရာဆောင်ကတက်လာတဲ့ကစားသမားတွေရှိတယ်ဒီနေ့ပွဲစဉ်မှာလီဗာမန်တို့အယမ်းမိုက်တယ်ဗျာကျွန်တော်တို့နှစ်မျောလိုက်တာလီဗာမန်တို့ချယ်ဆီရဲ့ဆပ်ဒတန်ပေါင်တန်း30စွစွလေးနဲ့ရောင်းထားတာပေါင်3တန်30 35တန်းနဲ့ပြန်ခေါ်ဖို့အခွင့်အရေးရှိတယ်မခေါ်ဘူးအနျူကာဆယ်အခုမသွားလီဗာမန်တို့ရှေးရှစ်တက်နောက်စင်းကို ဲ့ gap အကျယ်ကြီးကိုလိုက်ဖြည့်ပေးနိုင်တယ်ဝင်းကကစားသမားတွေဝင်းမှာထွက်ဆော့နေတဲ့သူတွေကအဲ့လိုမျိုးဆော့နိုင်ရမယ်ဝင်းဘက်ပဲကစားကစား side midfielder ပဲကစားကစား side ဘက်ပဲဆော့ဆော့အဆင်ပြေတယ်အဲ့တော့ livermanto ရဲ့ overlap တွေက harvey bands နဲ့ပေါင်းလိုက်တဲ့အချိန်မှာအဲ့ united ရဲ့ right side ပေါ့ဗျ right side တစ်ချမ်းလုံးလုံးဝပြိုဆင်းသွားအဲ့ left side ကြီးကအာတာချက်ကြီးကနှစ်ဆလောက်ဖြစ်သွားတယ်ဒါပြင် ယူကက်စရဲ့ကွင်းလယ်ဟာမစ်ဖီထရိုင်ကိုကျွန်တော်ပွဲကြိုသုံးသပ်ချက်မှာပြောခဲ့ပါတယ်ဒီမစ်ဖီထရိုင်ကို ရှင်ကစားဖို့ဆိုတာမလွယ်ဘူးတောင်းတောင်းဆိုဘရူနိုကလေလိုက်ဖြုတ်လိုက်တီးတယ်ကစားသမားတော့ဒီနေ့ပွဲ तू တော်တော်ပြဲနေလို့ तू လိုက်မစော့နိုင်တာဒါပြင်နောက်ပွဲလိုင်ယွန်နဲ့ကစားဖို့ရှိတဲ့အတွက်ကြောင့်လဲခြံနေပုံပေါ်တယ်ဆိုတော့တပတ်ကဘရူနိုဘီကိုဘရူနိုဂျီကိုအုပ်စုကအကောင်းဆုံးစီးပြီးတော့ကစားသွားနိုင်ခဲ့တယ်ဒါကလေအင်ပြစ်အားပြစ်ပူဖြစ်တဲ့ကစားသမားတွေ ။ငကိုကလေးကဒီ walk at the ကောင်းတဲ့ကစားသမားတွေကပူတာတဲ့သဘောမျိုးပဲ။အဲ့တော့ Tonelli, Bruno G, နောက် Julian Dan တို့ရဲ့သုံးယောက် flat dan ကြီးဗျာ။ငကိုကလေးအဲ့ flat dan ကြီးကကြောက်စရာကြီး။လုံးဝ flat dan ပုံပုံစော့တဲ့ကစားသမားတွေကြီးပဲ။ Julian Dan ကလည်းတိုက်စစ်မှုအဖြစ်ထွန်းတောက်ခဲ့တဲ့ဝင်ကားအဖြစ်စော့ခဲ့ရမယ်။ဒီနှစ်ယောက်နဲ့ပေါင်းလိုက်တဲ့အချိန်မှာ Newcastle Mevy Tryon ကအရန်လာတယ်။ကျွန်တော်ကကွင်းလေကိုပဲအဓိကဟိုကြည့်ပြတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ဒီကွင်းလေ ကစားကွက်တာတဲ့အသင်းကကျန်တဲ့နေရာတွေမှာပါအားသာချက်ရှိတယ်အဲ့တော့ဒီ shit တက်နောက်စင်းမဲ့မဲ့ကပရစင်ပေးတယ်ရှေ့ကဟာဗီဘန်စတို့မာဖီတို့အီဆက်တို့အုပ်စုဟိုပရစင်ပေးလို့ United ကစားသမားတွေလွတ်လာတဲ့အခါနောက်ကနေအက်၃ယောက်ကလုံးဝပါဝါအပြည့်နဲ့ပရစင်ထပ်ပေးတယ်ဖြတ်တာပဲမီဒယ်တက်မာတွေအကုန်ပြတ်တာအဲ့တော့ United ရဲ့ကွင်းလယ်ကစားသမားအလုံး၅ယောက် sorry ၄ယောက်တိတိရှိတယ်နော်မန်နျူအယ်ဥဂါတေခရစ်စတန်အဲရစ်ဆေဘရူနိုဘီနော်နောက်ဂါနာချူ လုံးဝရှင်ကစားလို့မရခဲ့ဘူး၄ယောက်တောင်မှတစ်ဖက်၃ယောက်ကိုရှင်မှုအနိုင်နိုင်ဖြစ်ခဲ့တဲ့အတွက်ကြောင့်ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းမှာစော့နေတဲ့ကစားသမားတွေအကုန်အသက်မဲ့ဂျိုရှွာဇက်ဂျီဒန်ပတနာနဲ့ထွက်သွားခဲ့တယ်အိမ်မတိုင်ခင်တုန်းကလည်းအရင်အဆင်မပြေဘူးတော်တော်တချို့ link up လေးတွေတော့မစိုးပါဘူးဘရူနိုဖာနန်ဒက်စ်နဲ့ဒီဂျိုရှွာဇက်ဂျီတွဲသွားတဲ့ link up လေးတလုံးကျွန်တော်မှတ်မိတယ်တကယ်လို့သာ nick pope မပုတ်နိုင်ဘူးဆိုရင်အရန်လာတဲ့ တွင်းကိုတကူကျွန်တော်မြင်ရမှာတော်တော်လေးတည်တက်တယ်ဗျာအဲ့လုံလုံကတော့ထားပါကျန်တဲ့အချိန်ဒီမှာဒီ new ကစဲကွင်းလေပိုင်းကအများကြီးစိုးမိုးပြီးကစားခဲ့တယ်တစ်ဖက် left wing ကလည်းအာသာချက်တွေရနေတဲ့အချိန်မှာတော့ United တို့ဒီဘလိုနည်းနဲ့မှ new ကစဲကိုလူအင်အားအရရော viewer ဘိုင်းအရရောကစားသမားတွေရဲ့စိတ်သက်ဘိုင်းနဲ့ဒီ physical ဘိုင်းအရကိုဖမ်းမမရှင်နိုင်ခဲ့ပဲကိုပြက်ရလက်ရှုံးသွားတယ်ဒါအပြင်ဘင်းနာရဲ့အမှားကြီးတချို့လည်းဒီပွဲစဉ်မှာတွေ့ခဲ့ရတယ်ပေါ့နော် ဟိုမမာရင်းသင်းနဲ့အမားလို့တော့မပြောပါဘူးသူအနေနဲ့ပိုရိုကောက်ွယ်မှုတချို့လည်းရှိခဲ့ပါတယ်သူကကီပါဆူပါ မဟုတ်ဘူးဘောပလေးမရတဲ့ခါကျတော့ဘောလုံးတင်တဲ့နော်အခြေအနေမျိုးတွေမှာ အားနေချက်ရှိမှာပဲဟုတ်ပြီအဲ့တော့ကျွန်တော် twin goal လေးတွေကိုပြန်ပြီးတော့စမ်းစစ်ကြည့်အောင်ပထမ16မိနစ်မှာရင် sorry 24မိနစ်မှာရင်ကျွန်တော် goal တကူရသွားခဲ့ပေါ့နော်ဒီကောကလည်း ဲ့လိုတောက်လျှောက် press တဲ့ပုံစံညာနေကိုရသွားပဲဖြစ်ပါရှေ့ကအတကင်လိုက်ကစားသမား၃ယောက် press တယ်အကွင်းလင်ကစားသမားတွေ press တယ်ဒါအပြင် cyber က liverman တို့ရို key and trippier တို့ပါ press တယ်အဲ့လောက်ထိကြမ်းကြမ်းတမ်းတမ်းပေးနေတဲ့ pressing hand ကိုတစ်ဖက်က ပွဲပက်နေတဲ့ကစားသမားတွေဘယ်လိုလုပ်ခံနိုင်မလို့အဲ့အတွက်ကြောင့်တစ်ဖက်တင်းရဲ့အားနည်းချက်ကိုအမီးရညတာမှုမရှိပဲရိုက်ဖို့လိုတယ်အတင်းတင်းကအဲ့ဒီဟောင်းလဲတကယ်တော်တယ်ဆိုတော့ကျွန်တော်အဲ့24မိနစ်မှာ pressing ကနေ ယူနိုက်တက်တို့ဘောလုံးပြတ်သွားတယ်။ကီယန်ထရီပီးယားရတယ်။အီဆက်ကိုပေးလိုက်တယ်။အီဆက်ကနေမှတဆင်ဘေးကတူနယ်လီကိုပေးတယ်။တူနယ်လီရဲ့ဒေါင်းပြတ်ကြီးကန်သွင်းယူသွားခဲ့ပါတယ်။ဒါကလည်းဟိုပရက်ဆီယာကနေတဆင်ရသွားတဲ့ဂိုးပေါ့နော်။ဒါပေမဲ့36မိနစ်မှာမထင်မှတ်ဘဲနဲ့ယူနိုက်တက်တို့ဂိုးရသွားတယ်။ဒီဂိုးကတော့ဒီဂိုးဒါလုတ်ကိုချီးကျူးရမှာပေါ့နော်။အန်ဒလပ်ကြီးလုတ်သွားဆွဲထုတ်သွားတာ။အဲ့တော့ဒီအကိုဒါလို့ရဲ့အန်ဒလပ်ကြောင့်ဘေးမှာကနာချိုကနေရာလွတ်ရသွားတယ်။ကနာချိုကချစ်ထိတ်လေးနဲ့ထိုးပြီးတော့ဝမ်ဝမ်တီပွဲဖြစ်ပြောင်းလဲပေးခဲ့တယ်။ ဒါပေမဲ့ဒုတိယပိုင်းရောက်တဲ့အခါမှာတော့နျူကာဆယ်ကဂိုးတွေအများကြီးပြန်သွင်းနိုင်ခဲ့ပါတယ်။၄၁မိနစ်မှာဒါဘရူနိုဂွီမရစ်ကနေတဆင့်တီနိုလီဗာမန်တို့ပေးတယ်။အဲ့ချိန်မှာဒဘယ်ခရော့စ်ဖြစ်သွားတယ်။ခရော့စ်ဘောနှစ်ချိန်တန်းပေးသွားတာပေါ့နော်။လီဗာမန်တို့ရဲ့ ground cross ကနေတဆင့်တစ်ဖက်ကဂျက်ကော့မာဖီယာနေထပ်ပြီးတော့ cross ball ထပ်ပေးတယ်။ whip cross ပေါ့ဗျာပြောမယ်ဆိုအဲ့ဒီ whip cross ကိုအနိကက်ပိတ်သွင်းသွားတဲ့သူက harvey bans ဖြစ်ပါတယ်။ harvey bans ကလည်းတော်တော်ကောင်းတဲ့ကစားသမားဗျာ။ သူဒီနေ့ပွဲမှာဘာကြောင့်ခြေပူပေါ်လဲဆိုတော့ Liverpool တို့ကြောင့် Liverpool တို့က channel မှာအရင် overlap တွေတက်ပေးတဲ့အခါကျတော့သူကအထဲတဲ့ကိုပူပြီးဝင်လှုပ်ကစားလို့ရတယ် high press တွေပူပြီးတော့ပေးနိုင်ပါတယ် Okay အဲ့တော့ကျွန်တော်နောက်ထပ်64မိနစ်မှာ goal တကူရသွားတယ်ဒီ goal ကတော့ပွဲပန်းနေပြီဖြစ်တဲ့ Mazra Uri ချော်လဲသွားတယ်ပေါ့ဗျာအဲ့လိုပဲပြောရမှာပေါ့နည်းနည်းတွန်းလိုက်တဲ့ပုံပောက်ပင်မဲ့ဒိုင်ကအရှိတတက်မှရှိတဲ့အတွက်ကြောင့်သူဟန်ချက်ပြက်ပြီးလဲသွားတယ်တွန်းလိုက်တာနဲ့ကွက်တီတော့ဖြစ်သွားတယ်ပေါ့နော်အဲ့အတွက်ကြောင့် ြစ်တယ်မပေးလိုက်တာလို့တော့ဒါကျွန်တော်မြင်တယ်ဒါကျွန်တော်အယူဆပါဆိုတော့မဇရာဥရီကနေတစ်ဆင့်ဒါဟာဗေးဘန်ဆိုလိုဆွဲပြေးလာတယ်ဘာလို့မှမထိန်းနိုင်ဘူးတယောက်တည်းကိုးသွင်းသွားတယ်ဒါကလည်းဖြစ်မှာပဲဗျာယူနိုက်တက်ကစားသမားကြီးပွဲပန်းနေပြီဒီကိုးဆိုရင်လုံးဝပွဲပန်းနေကြောင်မြဝါထင်နေမြင်ခဲ့ရတဲ့ကိုးဖြစ်ပါတယ်နောက်89မိနစ်မှာတော့ LDB နာလူပေးမှားတယ်ပေါ့နော်သူပေးလိုက်တာကတော့အမြင်မောပေးလိုက်ရမယ်ဘောလုံးကနည်းနည်း ကာဖ်ပါပြီးတော့အဲ့လိုပြန်ဝိုက်ကြတယ်ဂျိုလင်တန်ကလည်းပါနေတယ်အင်တာဆက်ခေါင်းနဲ့လှုပ်သွားပြီးတော့ဘရူနိုဂျီကိုပေးလိုက်တယ်ဘရူနိုဂျီကဘေးမှာအီဆက်ကိုပေးလို့ရမပေးဘူးသူကိုယ်တိုင်အဆုံးသက်ဂိုးသွင်းပြီးတော့ဒါလေးဂိုးမြောက်ကိုရရှိသွားခဲ့ပါတယ်ဒီပွဲကတော့ပွင့်လင်းမြန်ရှုံးလဲဘာမှတော့မဖြစ်ပါဘူးဟိုဒီကြလည်းဘာမှဖြစ်ဘူးပေါ့နော်အဓိက United အနေနဲ့အခုဂျားရဲ့ထဲမှာကစားမဲ့ Lion နဲ့ပွဲစဉ်ကိုအနိုင်ကန်ပြီး Europa League Semi Final ကိုတက်ဖို့ လိုပါကြောင်းတုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါခင်ဗျကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်